ခင်ရွေး channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါဒီတစ်ပတ်မှာတော့ PDF insight page မှာဖော်ပြထားတဲ့ why action ဆိုပါလားဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့စောင်းမကိုဖတ်ကြားတင်ဆက်ပေးသွားခြင်းပါတယ်နေပြည်တော်မှာလှုပ်သွားတဲ့ NCA စနစ်ပြည့်ဆိုတာမှာပါဝင်ပတ်သက်နေသူတွေအသီးသီးနဲ့သူ့ဆင့်တဲ့သူသဘောထားအမြင်တွေထုတ်ဖော်သွားကြတာတွေ့လိုက်ရပါတယ် မာလာတို့ဇော်မဲလုံးတို့ကတော့စစ်အာဏာရဲ့ဗိုလ်ချုပ်မှာရှိနေသူတွေပြီးပြီအာဏာကိုတတ်တမ်းရှည်စီဖို့ပြောသွားတာပါပဲရင်ကျန်ရေးပွဲစားတစုကတော့သူတို့အင်တာဗျူးတွေမှာစစ်အာဏာကိုမထီပောင်းရှောင်ကွင်းပြောဆိုကြပြီးတော့ကြံတဲ့သူတွေကိုပါပါတမျိုးထူးထူးတမျိုးနဲ့ထီပါစော်ကပြောသွားကြတာပါ တက်ထွက်ဘောမှထိပ်သီးတွေကဒေါက်တာအောင်မျိုးဆိုသူကတော့သတင်းတော်တယောက်ကလေရင်နဲ့ဘုံကျဲတဲ့ကိစ္စကိုမေးရမှာသူကအဲ့ဒါကတော့ what action ပါပဲလို့ဖြေသွားပါတယ် what action ဆိုတာစီရေးရအေးအေးယူဆောင်ရွက်ရတာပေါ့လေရွာတွေကိုတနက်ဖောက်ဝင်သွားတယ်ပြေးကြ မပြေးနိုင်လို့ကြံတဲ့သူအကုန်ပြစ်တက်ရသမျှအဖိုးတန်ပစ္စည်းအကုန်လူပြူစောထီးတွေကိုခေါ်ကားနဲ့အကုန်တိုက်တယ်ပြီးရင်ရွာကိုမီးရှို့နောက်ဖုန်ကြီးကြောင်းစာတင်ကြောင်းစေးယုံအားလုံးအခါကြီးရဲ့ကြီးမရှောင်လေရင်နဲ့ဘုံချဲဒါတွေအကုန်လုံးဝါအက်ရှင်ပဲလို့ဆိုလိုလိုက်တာပါပဲဝါအက်ရှင်ဆိုတာ ဒါတွေကတရားတယ်မှန်တယ်လို့ဆိုလိုတာပါဝါအက်ရှင်ဆိုတာတွေကတစ်ဖက်သက်လုံးလို့ရတာမဟုတ်ပါဘူးတံပြန်တက်ရောက်မှုတွေလည်းရှိပါတယ်ယူကရိန်းစစ်ကိုကြည့်ပါလားပရမတော့ရုရှားကတစ်ဖက်သက်ဖျက်ဆီးတာပါပဲ လူတွေတက်တယ်။စွန့်အဆောက်အုံတွေလမ်းတွေအေးပါတဲ့မြို့တွေကိုပါဖျက်ဆီးတာပါ။အခုနောက်ပိုင်းကျတော့ယူကရိန်းကတံပြန်လှုပ်လာတာဖြစ်တယ်။ရုရှားရဲ့ရေနံချက်စက်ရုံကြီးတွေဘီလီယံနဲ့ချီတန်တဲ့စစ်လေရင်တွေကိုတရှိုးတွေလျှက်တစ်ပြက်ဒုံးတွေနဲ့ပြစ်ခတ်ဖျက်ဆီးတော့တာဖြစ်ပါတယ်။အဲဒီတော့ရေနံရောင်းနေတဲ့ရုရှားဟာ ဓာတ်စီကိုတန်းစီဝယ်နေရပါပြီ။မော်စကိုဟာလည်းမလုံခြုံတော့ပါဘူး။ပူတင်ကိုလည်းဆင်းပေးဖို့သူ့ရဲ့ပြည်သူတွေဆန္ဒပြနေကြပြီလေ။အဲ့ဒီတော့ဒီမှာလဲနေပြီးတော့ဆိုတာဘိုးချုပ်အဟောင်းအစ်စ်တွေအကုန်ရှိရာတက်ထွက်ညွန်မူညွန်ချုပ်အဟောင်းအစ်စ်အကုန်ရှိရာတက်ထွက်အမှတ်ပြုတ်တွေ ਨੇ လက်တလော့အရွေးခံဖို့ပြင်နေကြတဲ့အမှတ်လောင်းတွေအကုန်ရှိရာငင်းချရေးပွဲစားတွေအပါဘောမအကြီးအသေးနဲ့သူတို့မီဒီယာအကုန်ရှိရာနဲ့ပြူနဲ့စွာရှင်လိုကောင်းတွေပါရှိနေတဲ့နေရာတစ်ခုပါသူတို့ဟာတနိုင်ငံလုံးကိုဒုက္ခပေးပြီးတော့နေပြီးတော့မှစားလိုက်တောက်လိုက် ကာရာအိုကေသွားလိုက်ပျော်ပါနေတာပဲဖြစ်ပါတယ်အဲ့ဒီတော့သူတို့ကလည်းပြည်တွင်းစစ်ရဲ့အရသာကိုခံစားရသေးဖို့ work action ယူဖို့အချိန်ရောက်လာပါပြီအခုဟာကမြမတမိုင်းမှာအစိုးရအဆုံးပြည်တွင်းစစ်ကိုကြုံနေကြရတာပါလူခွင့်ရေးစုရဖို့ ဂျနီဗာကွန်ဗင်းရှင်းလိုက်နာမှုပြိုင်ပွဲဝင်နေတာမဟုတ်တလို့သူသေးကိုရှင်အပြတ်အသတ်စစ်ပွဲပါပြည်သူတွေခံစားနေရတယ်လို့ခံစားသွားရမှာသူတို့ထဲမှာတချို့တလေကသဘောပေါက်လာမှာဖြစ်ပါတယ်ကိုဂျိုးစီးပွားတွေထိခိုက်လာမှာအမြင်မှန်ရလာမှာဖြစ်ပါတယ်နေပြီးတော့ဆိုတာစေယုံတစ်ခုတောင်မဟုတ်ပါဘူး နေပြီးတော့တစ်ခုလုံးစီးရပြတ်မှတ်ပါပဲကွန်မန်ဒိုတွေဒရုန်းတွေအဝေးပစ်လက်နက်တွေလျှို့ဝှက်အင်အားတွေနဲ့ရတဲ့နေရာကနေရတယ်လို့တံပြန်ဝါအက်ရှင်ယူရတော့မှာပါရှင်းသမျှအင်အားတွေမဟာမိတ်တွေတပ်ပေါင်းစုတွေစုစည်းကြပြီးနေပြီးတော့မှအေးအေးညောင်ညောင်တတရရနေနေတာကိုဖြက်စီးပြစ်ရတော့မှာပါ ါကစစ်ဖြစ်နေတာပါဓမ္မဆိုတော့လေဓမ္မအတွက်တိုက်တဲ့စစ်ပွဲပါတရားကျင့်တရားထိုင်နေတာမဟုတ်ပါဘူးတရုတ်တော်လှန်ရေးမှာမော်စီတုံးပြောခဲ့တာတခုဖတ်ဖူးပါတယ်တော်လှန်ရေးဆိုတာဧည့်သည်ထမင်းဖိတ်ကြွေးတာမဟုတ်ဇာထိုးပန်းထိုးတာမဟုတ်မြင်းစီးပြီးပန်းခင်ကြည်တာမဟုတ်ဘူးဆိုတာလေတော်လန်ကြီးက တော်လှန်ရေးနဲ့တူလေကောင်းလေပါပဲဒါဟာရွေးကောက်ပွဲအတုကိုဟန်တားဖို့အကောင်းဆုံးနီလန်ဖြစ်တယ်လို့ပျက်စီးခဲ့ရတဲ့ပြည်သူအိုးအိမ်နဲ့အသက်သွေးချွေးတွေအတွက်အကောင်းဆုံးတံပြန်လက်စားချေမှုပဲဖြစ်ပါတယ်ဒီလိုရေးယူမှုတွေကြားကအခြေအနေကောင်းတစ်ခုပေါ်ထွက်လာနိုင်တာလည်းဖြစ်ပါတယ် ခုဆီးရီးယားကောင်းဆောင်အေရှာကိုမော်စကိုနဲ့ဝါရှင်တန်က ဖိတ်ကြားရတယ်လို့ကုလဆင်မြင့်မှာတက်ပြီးစကားပြောခွင့်ရတာပါပဲစစ်ရှုံးရင်သူဟာဒေါ်လာ10သန်းစုငွေထုတ်ခံထားရတဲ့အကြမ်းဖက်သမားပါပဲဒီမှာလဲဘလောက်ပဲတရားတဲ့ခုခံစစ်ဖြစ်နေပါစေရှုံးရင်တော့အကြမ်းဖက်ရာဇဝတ်ကောင်တဲ့ပိုတဲ့စုမရနိုင်ပါဘူး စီးရီးယားကစစ်နိုင်တော့ပြုတ်ပြင်ပြောင်းလဲရေးခေါင်းဆောင်တယောက်သူရဲခေါင်းတယောက်ဖြစ်လာတာပဲမဟုတ်ပါလားအဲ့ဒါကြောင့်စစ်ကိုစစ်နဲ့တူအောင်တိုက်ကြပါစို့ Go ahead war action to navy တော်လို့ကြွေးကြော်တိုက်ပွဲဝင်ကြပါစို့ PDF inside page ကဆောင်းပါးကိုကျွန်တော်တခင်တွင်ဖတ်ကြားတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးစတဲ့အထွေထွေသုံးသပ်ချက်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်အစီအစဉ်ကိုစာဆုံးကြည့်ရှုနားထောင် ပေးကြတဲ့အတွက်ပရိသတ်ကြီးအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်